ဒီတရင်ကတော့ယောက်ျားဖြစ်သူမှမိန်းမဖြစ်သူကိုဓာတ်နဲ့အချက်30ကျော်ထိုးခဲ့ပြီးအခုလို့လောက်ရတဲ့အကြောင်းရင်းကတော့ထောင်ငါထွက်လာတဲ့သူမရဲ့အရင်ယောက်ျားနဲ့တွားပြန့်ပေါင်းသိနေထိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့6လပိုင်း15ရည်နေကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံကံဖယ်ဖေးမျိုးနယ်မှာနေထိုင်တဲ့အသက်43နှစ်အရွယ်အုံးဆိုတဲ့အမျိုးသမီးဟာဒီမတိုင်ခင်အရင်မှာအရင်အိမ်နောင်နဲ့ကလေးနှစ်ယောက်ရှိခဲ့ပြီးလွန်ခဲ့တဲ့9နှစ်ကျော်ကသူမရဲ့ယောက်ျားဖြစ်သူဟာထောင်ကျသွားတာကြောင့်အဲနောက်ပိုင်းမှာတော့အုံးဆိုတဲ့အမျိုးသမီးဟာသူမထက်အသက်အများကြီးငယ်တဲ့အသက်28နှစ်အရွယ်သေးဆိုတဲ့အမျိုးသားတအူးနဲ့ချစ်ကြိုက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးဟာအတူနေထိုင်လာခဲ့ကြပြီး တေးဆိုတဲ့အသက်29နှစ်အရွယ်အမျိုးသားကတော့ကုန်တင်ကားနဲ့ပြည်စီပို့တဲ့အလုပ်လုပ်ကင်ပြီးမဲဆောင်တဲ့ဘက်ကောက်ကိုပြည်စီအကျိုးအပိုးလုပ်ပါတယ်။အလုံနယ်ပဲသူတို့နှစ်ဦးဟာ3-4နှစ်အတူနေထိုင်လာခဲ့ကြပြီးလွန်ခဲ့တဲ့9ရက်လောက်ကမိမဖြစ်သူအုံးဆိုတဲ့အမျိုးသမီးရဲ့ယောက်ျားထောင်ကြားနေသူဟာထောင်ကားနေပြန်ထွက်လာခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့အုံးဆိုတဲ့အမျိုးသမီးဟာသူမရဲ့အရင်ယောက်ျားနဲ့ပြန်ပေါင်းချင်းခဲ့ပြီးလက်ရှိသူမအခုယူထားတဲ့ယောက်ျားကိုကွာချင်းလို့ရှောင်ဖယ်နေခဲ့ပါတယ်။ဒီလိုနဲ့လက်ရှိသူမယူထားတဲ့ယောက်ျားတေးဆိုသူမဲဆောင်ကို ูพิสีตัวปูนี่เดอขามาโดไม่มาพิจูอมสูเดอมิวตมีฮาตัวกูฟงเสปี အမားတို့လန်ခွေကြရအောင်အမားရဲ့အရင်ယောက်ျားထောင်ငါပြန်လွန်လာပြီးနောက်ပြီးအမားမွေထားတဲ့ကလေးလေးရဲ့ရှိရရှိသေးတယ်အမားသူ့နဲ့ပဲသွားပြန်နေမယ်ဆိုပြီးဖုံးဆက်ပြောခဲ့ပါတယ်အဲ့လိုနဲ့အသက်28နှစ်အရွယ်တေးဆိုတဲ့အမျိုးသားဟာအုံးဆိုတဲ့အမျိုးသမီးကိုအရန်ချစ်တာကြောင့်မိမဖြစ်သူကိုအကွာမပေးပဲအမျိုးမျိုးလိုက်ချော်ခဲ့ပါတယ်အဲ့လိုနဲ့ပဲဘလို့ချော်ချော်မရတာကြောင့်တေးဆိုတဲ့အမျိုးသားဟာမဲဆောက်ကနေပြန်လာပြီးသူ့ရဲ့မိမဖြစ်သူအုံးဆိုတဲ့အမျိုးသမီးရဲ့အိမ်ကိုလိုက်သွားကချန်စီယိုကိုကြော်ဝင်ပြီးမိမဖြစ်သူရဲ့အိတ်ခံတွေကို င်သွားခဲ့ပါတယ်။အခန်းထဲကိုရောက်တော့အုံးစိုးတဲ့အမျိုးသမီးဟာအိပ်ပျော့နေခဲ့ပြီးသူမရဲ့ဘေးမှာဖုန်းကိုအသွင်ထားတာကြောင့်သေဆုသူဟာမိမဖြစ်သူရဲ့ဖုန်းကိုယူကြည့်ခဲ့ပါတယ်။အဲ့အခါမှာတော့ဖုန်းထဲမှာသူမရဲ့အရင်ယောက်ျားနဲ့စကားပြောထားတဲ့စာတွေအပြင်သူ့ကိုလမ်းခွဲမဲ့လို့ပြောခဲ့တဲ့စာတွေကိုတွေးပြီးဒေါသထွက်နေတဲ့အချိန်မှာပဲမိမဖြစ်သူဟာနိုးသွားခဲ့ပါတယ်။အဲ့အခါမှာတော့အုံးစိုးတဲ့အမျိုးသမီးဟာသေရဲ့လက်ထဲကနေသူမရဲ့ဖုန်းကိုပြန်လူခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ဦးဟာဖုန်းလူခဲ့ကြရင်သေဆုသူကဒေါသထွက်ပြီးသူ့ခါကြတဲ့ မှာထိုးထားတဲ့ဓာတ်ကိုယူကာအုံးဆိုးတဲ့အမျိုးသမီးကိုအချက်ပေါင်းများစွာထိုးခဲ့ပါတယ်။ ပြီးသွားတဲ့အခါမှာတော့ချန်စီယိုကိုကြော်ကသူစီးလာတဲ့ကုန်တင်ကားကိုမောင်းပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်ပြီးထွက်ပြေးနေတဲ့အခါမှာလည်းလမ်းထဲမှာရှိတဲ့ဆိုင်းဘုတ်တွေနဲ့တတိုင်းနေကိုဝင်တိုက်တဲ့အပြင်ခွေးတကောင်ကိုလည်းကားနဲ့တိုက်တက်ခဲ့ပါတယ်။အလိုနဲ့ကားမောင်းပြင်းပြင်းပြင်းနဲ့နောက်ဆုံးမှာတော့ထိုင်ရတပ်ဖွဲ့ကတေးဆိုတဲ့အမျိုးသားမောင်းလာတဲ့ကားကိုကံဖယ်ဖေးမျိုးကအဝေးပြေးလမ်းမတစ်ခုပေါ်မှာတားနိုင်ခဲ့ပါတယ်။နောက်ပြီးထိုင်ရတွေဝိုင်းထားတဲ့အခါမှာလည်းတေးဆိုတဲ့အမျိုးသားဟာကားပေါ်ကနေမစင်းလာပဲသူ့ရဲ့မိခင်ကိုဖုန်ဆက်ခေါ်ကမိခင်ဖြစ်သူရောက်လာမှာကားပေါ်က နေရှိုက်ကြီးတငင်ငူပြီးဆင်းလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထိုင်းရဲ့တပ်ဖွဲ့ကတေးဆိုတဲ့အသက်29နှစ်အရွယ်အမျိုးသားကိုဖမ်းဆီးသွားခဲ့ပါတယ်။ ။နောက်ပြီးအသက်သိဆုံးခဲ့ရတယ်။အုံးဆိုတဲ့အမျိုးသမီးရဲ့အရင်ယောက်ျားထောင်ငါးနေထွက်လာတဲ့တယောက်ပြောပြလာကကျွန်တော်ဘက်ကဆုံးသွားခဲ့တဲ့အုံးကိုအဆက်အသွယ်လုပ်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့နှစ်ယောက်မွေးထားတဲ့ကလေးတွေရဲ့ရှိရှိအတွက်စကားပြောခဲ့ကြတာဖြစ်တယ်။ပွေတာရှုပ်တာမျိုးမရှိခဲ့ဘူး။ကျွန်တော်ထောင်ကြားနေတဲ့အချိန်မှာအုံးနောက်ယောက်ျားယူခဲ့တာကိုသိတော့ကျွန်တော်ထောင်ငါးနေထွက်လာပြီးနောက်ပိုင်းမှာအုံးနဲ့မပတ်သက်ဖို့အတွက်ဆုံးဖြတ်ထားခဲ့တယ်။နောက်ပြီးအုံးကိုအခုလိုလှုပ်ခဲ့တဲ့သူရဲ့လှုပ်ရဟာယောက်ျားတယောက်ရဲ့လှုပ်ရမဟုတ်ဘူးလို့သိဆုံးသွားခဲ့တဲ့အသက်53နှစ်အရွယ်အုံး ဆိုတဲ့အမျိုးသမီးရဲ့အရင်ရောက်ကြမှပြောပါရယ်လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခန့်ဖြစ်သူအသက်29နှစ်အရွယ်တေးဆိုတဲ့အမျိုးသားကိုလူတက်မှုနဲ့ဖမ်းဆီးသွားခဲ့ပါရယ်